အားလုံးပဲမင်္ဂလာပါခင်ဗျာရေနံနဲ့တဘာဝတက်ခွေစီမံကိန်း Virtual Life Cycle ကြောင့်ကျွန်တော်နေ့နေ့ငယ်ပြောပြပြီးတော့မယ်ဖြစ်ပါတယ်ရေနံနဲ့တဘာဝတက်ခွေဟာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝအတွက်မရှိမဖြစ်လိုအပ်တဲ့ဆိုင်းနေတဲ့ကတခုဖြစ်တယ်လို့နိုင်ငံရဲ့စီးပွားရေးအတွက်လည်းရေးပါတဲ့ခန်းကဏ္ဍအနေပါဝင်နေပါတယ်ကျွန်တော်တို့နေထိုင်တဲ့အိမ်တွေမှာမီးလင်းမှုကားတွေသွားလာနိုင်မှုဆက်ယုံတွေလည်းပတ်ဖို့အတွက်ဒီဇိုင်းတွေကိုအသုံးပြုရပါတယ်ဒါပေမဲ့ဒီဇိုင်းအင်တွေကိုရရှိဖို့ဆိုတာ ရေနံနဲ့သဘာဝဓာတ်ငွေ့စီမံကိန်းကြီးတွေအများကြီးတုံ့ဆောင်ရပါတယ်။ဒီဗီဒီယိုမှာရေနံနဲ့သဘာဝဓာတ်ငွေ့ဆိုင်ရာစီမံကိန်းတစ်ခုကိုအစားကနေအဆုံးထိဘယ်လိုစီမံကပ်ကွယ်လဲဆိုတာကိုစိတ်ဝင်စားလေ့လာသွားကြအောင်ခင်ဗျာ။ဒီဗီဒီယိုရဲ့အဓိကရည်ရွယ်ချက်ကတော့ရေနံနဲ့သဘာဝဓာတ်ငွေ့ဆိုင်ရာစီမံကိန်းတွေကိုစိတ်ဝင်စားသူတွေနဲ့ဒီလုပ်ငန်းအကြောင်းကိုလေ့လာခြင်းတို့တွေအတွက်အခြေခံချက်လက်တွေကိုလည်းကူးစွာနားလည်အောင်တင်ပြ ပေးဖို့ပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးရင်စီမံကိန်းတစ်ခုဘလို့အကြံဉာဏ်ရလဲဘယ်အဆင့်တွေပါလဲဘယ်အခက်အခဲတွေရှိလဲဆိုတာကိုသိစိတ်သိရှိသွားမှာပဲဖြစ်ပါတယ်ဒါပြင်စီမံကိန်းတစ်ခုအောင်မြင်ဖို့အတွက်ဘလို့စီမံခန့်ခွဲမှုနည်းတမ်းတွေကိုအသုံးပြုတင်လဲဆိုတာတွေကိုလည်းလေ့လာရမှာဖြစ်တယ်လို့ရေနံတဲ့သဘာဝတံခွေလုပ်ငန်းက နိုင်ငံအတွက်ဘလောက်အကျိုးရှိတယ်ဆိုတာကိုလည်းသိရှိသွားစေနိုင်မှာဖြစ်ပါတယ်ကျွန်တော်နာမည် ABCD ဖြစ်ပါတယ်ကျွန်တော်ဟာရေနံနဲ့သဘာဝဓာတ်ငွေ့ဆိုင်ရာစီမံကိန်းတွေမှာနေပေါင်းများစွာအတွေ့အကြုံရှိခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်ရဲ့အတွေ့အကြုံရာရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းဟာစိန်ခေါ်မှုတွေများသလိုစိတ်ဝင်စားစရာကောင်းတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်လို့ဆိုနိုင်ပါတယ်ဒါကြောင့်ဒီလုပ်ငန်းမှာလောက်ကင်ခဲ့တဲ့ကျွန်တော်ရဲ့အတွေ့အကြုံတွေကိုခြေခံပြီးမေးစုတို့အတွက်ကြိုးရှိမဲ့ဘ ഹു တုတ္တရရစီမဲ့အကြောင်းအရာတွေကိုတတ်နိုင်တဲ့လောက်ဝေမျှပေးသွားဖို့အတွက်ရည်ရွယ်ထားပါတယ်။ ဒီဗီဒီယိုကနေရေနံတဲ့သဘာဝတန်ခွေလုပ်ငန်းကိုစိတ်ဝင်စားသည့်လူတွေအတွက်အထောက်အကူဖြစ်မယ်လို့ပြောလိုက်ပါတယ်။ဒီဗီဒီယိုမှာရေနံတဲ့သဘာဝတန်ခွေဆိုင်ရာစီမံကိန်းတွေရဲ့တက်တန်းတလျှောက်မှာပါဝင်တဲ့အဆင့်တွေအကြောင်းကိုကြုံတွေ့ရနိုင်တဲ့စိတ်ကောမှုတွေအကြောင်းဒီစီမံကိန်းတွေမှာလှုပ်ဆောင်နေသူတွေရဲ့အခန်းကဏ္ဍတွေကိုသိစိတ်တင်ပြပေးသွားမှာပဲဖြစ်ပါတယ်။စီမံကန့်ကွယ်မှုအရေးပါပုံ ကုန်ကျစရိတ်ကိုဘယ်လိုလျှော့ချမလဲအချိန်စရာအတိုင်းဘယ်လိုပြီးစီးအောင်လှုပ်ဆောင်ရမလဲဆိုတာကိုလည်းစိတ်မိသွားမှာပါဒါအပြင်ရေနံတဲ့သဘာဝတန်ခွင်လုပ်ငန်းမှာအသုံးပြုတဲ့ဤပညာအသစ်တွေအကြောင်းနဲ့ဒီလုပ်ငန်းကဘဝဉျင်ပေါ်ဘယ်လိုတည်ရမှုရှိသေးတယ်ဆိုတာတွေကိုလည်းသင်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒီအကြောင်းတွေကမကအဲနိုင်ငံမှာရှိတဲ့ရေနံတဲ့သဘာဝတန်ခွင်ဆိုင်ရာစီမံကိန်းတွေအကြောင်းကိုလည်းထပ်တွေပြောပြပေးပါမယ်ဖြစ်ပါတယ် ဒီစီမံကိန်းတစ်ခုကိုစတင်ဖို့အတွက်ပထမဦးဆုံးပါတွေလိုအပ်မလဲစီမံကိန်းရဲ့ရည်ရွယ်ချက်နဲ့ရလဒ်တွေကိုရှင်းရှင်းလင်းလင်းသတ်မှတ်ဖို့အတွက်အရေးကြီးပြီးတော့ဒီစီမံကိန်းကဘလို့ကျိုးကျူးစုတွေပေးဆပ်နိုင်မလဲဆိုတာကိုထည့်သွင်းစဉ်းစားရပါမယ်စီမံကိန်းကိုဘာကြောင့်လုပ်တာလဲဒီစီမံကိန်းကနေပြီးတော့ဘာတွေရရှိနိုင်မလဲဒီစီမံကိန်းကိုဘလို့မျိုးစတင်ရမလဲရည်တန်တဲ့သဘာဝတန်ခွေထုတ်လုပ်ဖို့အတွက်ပြည်နိုင်ခြေရှိတဲ့နေရာတွေကို ရှာဖွေခြင်းကစီမံကိန်းစတင်ခြင်းရဲ့အဓိကအချက်ဖြစ်ပါတယ်။ဒီနေရာတွေမှာရေနံနဲ့သဘောတန့်ငွေရှိနိုင်မလားဆိုတာကိုသိပ္ပံနည်းကြလေးလာဆန်းစစ်ရမှာပါ။ရေနံနဲ့သဘောတန့်ငွေကိုတကယ်ရှိလာတယ်ဆိုရင်ဘလုံနည်းပညာတွေနဲ့ထုတ်ယူမလဲဆိုတာကိုလည်းစဉ်းစားရမှာဖြစ်ပါတယ်။စီမံကိန်းကိုစတင်ဖို့အတွက်အကြံဉာဏ်ရရှိပြီဆိုရင်ဘလုံလှုပ်ဆောင်ရမလဲအသေးစိတ်အစီအစဉ်တွေကိုကျွမ်းကျင်သူတွေနဲ့သိချာယူဆရပါမယ်။စီမံကိန်းမှာဘာတွေလုပ်ရမလဲဘသူတွေကဘာတွေလုပ်ရမလဲဘယ်ချိန်မှာပြုံးလဲစတဲ့အချက်တွေကိုသိစိတ်စီရင်ရမှာမယ် လုပ်ငန်းတစ်ခုချင်းစီအတွက်အချိန်စရာတွေဆွဲပြီးတော့တတူတွေကိုတာဝန်ပေးမလဲဆိုတာကိုတည်းတိတိကျကျသတ်မှတ်ရပါမယ်။ဒါပြင်စီမံကိန်းမှာတုံးရမယ်ငွေကြေးနဲ့အခြားလိုအပ်တဲ့ရင်းမြစ်တွေကိုဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကိုလည်းထပ်တည်စဉ်းစားရမှာဖြစ်ပြီးတော့ရေရှည်တည်တဲ့နိုင်မယ့်စီမံကိန်းဖြစ်အောင်ဘယ်လိုလှုပ်ဆောင်ရမလဲဆိုတာကလည်းစဉ်းစားရပါမယ်။အဲစီမံကိန်းဆောင်ရွက်ခြင်းနဲ့ထိကြုံခြင်းအဲစီမံကိန်းကိုစတဲ့အကောင်အထည်ပေါ်တဲ့အခါမှာအဖွဲ့အစည်းတစ်ခုလုံးကစီစီလုံးလုံးနဲ့ပူးပေါင်းဆောင်ရွက်ဖို့အလိုအရေးကြီးပါတယ် လုပ်ငန်းကိုတတ်မှတ်ထားတဲ့အချိန်စရာအတိုင်းပြီးမြောက်လှုပ်ဆောင်တဲ့အခါမှာစီမံကိန်းရဲ့အချိန်စရာနဲ့ဘတ်ဂျက်အတွင်းမှာရှိနေဖို့လည်းလိုအပ်ပါတယ်။ပြီးတော့စီမံကိန်းကိုကောင်းထည်ပေါ်လှုပ်ဆောင်နေစေအတွက်မမျှော်လင့်ပဲပေါ်ပေါက်လာနိုင်တဲ့ပြဿနာတွေကိုချက်ချင်းဖြေရှင်းနိုင်ဖို့အတွက်အမြဲတမ်းသတိရှိနေရပါမယ်။ဒါအပြင်စီမံကိန်းကိုလှုပ်ဆောင်နေတဲ့အချိန်မှာဘေးကင်းလုံခြုံမှုရှိအောင်ကယူဆိုင်ဖို့လည်းလိုအရေးကြီးလာပါတယ်။စီမံကိန်းကိုထိန်းချုပ်ခြင်းစီမံကိန်းကိုလက်တွေ့လှုပ်ဆောင်နေချိန်မှာလုပ်ငန်းတွေအားလုံးစီစဉ်ထားတဲ့အစီအစဉ်အတိုင်း ပြီးမြောက်နေရလားဆိုတော့ကိုမြန်တန်းစောင့်ကြည့်နေဖို့အတွက်လွန်လိုအပ်ပါတယ်။စီမံကိန်းမှာမျှော်လင့်မဲ့ပြဿနာတစ်ခုဖြစ်ပေါ်လာရင်အမြန်ဆုံးနဲ့အကောင်းဆုံးဖြေရှင်းနိုင်ဖို့ဆိုတဲ့အတွက်လည်းအမြန်တမ်းသင်ရှိနေရပါမယ်။ဥပမာအားဖြင့်စီမံကိန်းရဲ့ကုန်ကျစရိတ်ကမူလကသတ်မှတ်ထားတဲ့ဘတ်ဂျက်တဲ့ကျော်လွန်နေတာကိုတွေးရှိနေကုန်ကျစရိတ်ကိုဘယ်လိုချော့ချမလဲဆိုတာကိုချက်ချင်းစဉ်းစားဆုံးဖြတ်ရပါမယ်။ စီမံကိန်းကိုထိန်းချုပ်ခြင်းအပြင်အချိန်နဲ့ငွေကြေးကိုတည်တားစေပြီးတော့ပုံမကောင်းမွန်တဲ့ရလဒ်တွေကိုရရှိစေနိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်စီမံကိန်းတစ်ခုလုံးကိုစနစ်တကျထိန်းချုပ်ဖို့လည်းလိုအပ်ပါတယ်။ရေနံတဲ့ဘာဝဓာတ်ငွေစီမံကန်းငွေကိန်းတွေမှာရေနံစည်းလုံးတွေအပြောင်းလဲမြန်တာပတ်ဝန်းကျင်ဆိုင်ရာစီမံစည်းကမ်းတွေတင်းကျပ်လာတာနဲ့အနည်းခင်မီနီပညာနဲ့အသုံးပြုရတဲ့အခက်အခဲတွေအပြင်နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့သဘာဝဘေးအန္တရာယ် တွေကိုအခြားစိတ်ခုမှုတွေလည်းများကြီးရှိပါတယ်ဒီလိုစိတ်ခုမှုတွေကြောင့်စီမံကိန်းတွေကနောက်နေတာတွေကုန်ကြားစရိတ်တွေပုံမှုများပြတာတွေနဲ့ရင်ဆိုင်ရပါလိမ့်မယ်ဒါအပြင်လုပ်ငန်းခွင်အန္တရာယ်ကိရှိရေးနဲ့လုံသားတွေရဲ့ကျန်းမာရေးကိုလည်း to be used site ပေါ်လိုအပ်ပြီးတော့ဒီချက်တွေကိုလည်းလင်းလျူရှုလို့မရပါဘူးစီမံကိန်းတွေအောင်မြင်ဖို့အတွက်လှုပ်ဆောင်နိုင်ဖို့အတွက်စီမံကိန်းစီမံခန့်ခွဲမှုဆိုင်ရာအကောင်းဆုံးနည်းလမ်းတွေကိုရွေးချယ်အသုံးပြုတင်ပါတယ်။ထိရောက်တဲ့ဆက်သွယ်ရေးစနစ်တွေကိုတည်ဆောက်ခြင်း အဖွဲ့အစည်းတစ်ခုလုံးရဲ့ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ခြင်းနဲ့စီမံကိန်းပေါ်မှာဆောင်ရွက်နေသူတွေကိုလိုအပ်တဲ့လေ့လာသင်ကြားမှုတွေပြုလုပ်ပေးခြင်းကလည်းအရေးကြီးပါတယ်။ဒါ့အပြင်ခင်မီနည်းပညာတွေကိုသုံးပြုခြင်းအပြင်စီမံကိန်းရဲ့စွမ်းရည်တွေကိုမြှင့်တင်ပြီးဒေတာတွေကိုစနစ်တကျစုဆောင်းပြီးတော့ခွဲကျန်စိတ်ပြခြင်းကလည်းစီမံကိန်းကိုပုံမထိရောက်စွာစီမံခန့်ခွဲနိုင်မှုအတွက်အထောက်အပံ့ဖြစ်စေပါတယ်။အကောင်းဆုံးနည်းလမ်းတွေကိုသုံးပြုခြင်းဖြင့်စီမံကိန်းကိုတတ်မှတ်ထားတဲ့ချိန်ကာလတွေမှာပြီးမြောက်အောင် ြင်ဆင်နိုင်မှာပဲဖြစ်ပါတယ်စီမံကိန်းတစ်ခုအောင်မြင်စွာပြီးဆုံးသွားတဲ့အခါစီမံကိန်းကနေရရှိလာတဲ့ရလတ်တွေကိုသေချာစွာမှတ်တမ်းတင်ထားပါမယ်ဒီစီမံကိန်းကိုလုံဆောင်နေစဉ်အချိန်တွင်းမှာပဲခြုံတွေးခဲ့ရတဲ့အတွေ့အကြုံတွေနဲ့တင်ယူခဲ့ရတဲ့အသင်ခန်းစာတွေကိုပြန်လည်သုံးသပ်ပြီးအနာဂတ်စီမံကိန်းများတွေပြန်လည်အသုံးချနိုင်ဖို့အတွက်စီစဉ်ရပါမယ်စီမံကိန်းမှာပါဝင်ခဲ့သူတွေကိုကျေးဇူးတင်ကြောင်းပြောကြားခြင်းသူတို့ရဲ့ စမ်းဆောင်ရည်တွေနဲ့စူးစမ်းအထောက်မှုတွေကိုလင်းလူရှုမှတ်ထားပဲအတိမှန်ပြုချိမြင့်တင်ပါတယ်အတိမှန်ပြုခြင်းအပြင်နောက်စီမံကိန်းတွေမှာပို့ပြီးတော့တက်ကြစွာပါဝင်ဆောင်ရွက်လာနိုင်ပြီးလုပ်ငန်းခွင်မှာစိတ်တန်တက်ကြမှုကိုလည်းဖြစ်ပေါ်စေနိုင်မှာဖြစ်နေပါတယ်ရည်နံတဲ့သဘောမှာတန်ခွေစီမံကိန်းစီမံခန့်ခွဲမှုတွေရာစိန်ခေါ်မှုများတယ်လို့စိတ်လှုပ်ရှားမှုလည်းကောင်းတဲ့လုပ်ငန်းတစ်ခုဖြစ်ပြီးတော့နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုအတွက်လည်းအရေးပါတဲ့ခန်းကဏ္ဍမှာပါဝင်နေပါတယ်စီမံခန့်ခွဲမှုဆိုင်ရာကြွမ်းကျင်မှုလို့ဆက်လက် လေ့လာပြီးတော့ဒီလုပ်ငန်းမှာအောင်မြင်မှုတွေရရှိနိုင်ပါတယ် TBDU ကနေပြီးတော့ရေနံသက်သဘာဝဓာတ်ဝင်စီမံကိန်းအကြောင်းအသုံးဝင်တဲ့ဗဟုသုတတွေရရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဆေးဝေးစားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပြီးတော့စောင့်မျှော်ကြည့်ရှုအားပေးကြပါလို့ပြောကြရင်လည်းဒီနေရာမှာနေကုန်ချုပ်လိုက်ပါတယ်အဆုံးအထိကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ် မိစင်တို့အနေနဲ့မေးပြန်းချင်တာရှိတဲ့အကြောင်းအရာတွေကိုလည်း comment မှာမေးသားခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်